ညို့လို့လားညို့လို့ပါဗျာအဲညီညီညို့ရတဲ့ရောသူရောနိုင်ရလူရနာခွန်ရဲ့ခွန်နဲ့သာသမီမိနာသူဘောင်းတော်ပြီညီညီညို့ညို့နဲ့ဥသေးတဲ့သူဘောင်းနဲ့ရှင်းပါလိုက်တဲ့အခါကျတော့အောင်မြင်ခြင်းမြင်ပြဘူးလားမှန်ပါပါဗျာအောင်မြင်သွားပြီဒါကြောင့်ခွန်ရဲ့သူဘောင်းနဲ့ကအဲ့ဒီလိုညီညို့သူတို့ရဲ့အဖြစ်မှန်တယ်ညလုံငန်းဆောင်တာမှန်တယ်ညအောင်မြင်လို့လည်းချမ်းသာပါလေ ိုးတယ်လေဒီမျိုးလောကမှာဘုရားဝင်လို့လည်းမချမ်းသာဘူးလားမချမ်းသာပါဘူးခင်ဗျာမြတ်စွာဘုရားဟောတော်မူသောတရားဓမ္မဉာဏနာတော်တွေကိုနာယုနာတာဟောကြနာကြကြဒီဒီလည်းမချမ်းသာဘူးလားမချမ်းသာပါဘူးခင်ဗျာသာသာရအလုံးတော်သူတော်ကောင်းအောင်လေးကြီးညွတ်နေရင်လည်းမချမ်းသာဘူးလားမချမ်းသာပါသံဃာရဲ့အဲ့ဒီလိုညီညွတ်တဲ့အသင်ပါရမီသာလူတွေပြုလုပ်တဲ့အလောက်မှန်တယ်ညာ အောင်မြင်လို့လည်းပဲမချမ်းသာဘူးလားအေးအောင်မြင်သွားတော့ချမ်းသာပြီပေါ့နော်ဒါဆိုဦးဇင်းရဲ့လူတော်ကောင်းကြီးရောကံကဒုက္ခဘုရားဒုက္ခဘုရားနာမောကရောဒုက္ခနာဓမ္မဒေသနာဒုက္ခသံဃာတနာမြေကြီးသံဃာကနာသဘောတူတော်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်တိဟောတော်မူပါတဲ့ တရားဓမ္မဒေသနာတော်အတိုင်းပဲကုသိုလ်ရသူတော်နဲ့ဆန္ဒခြင်းလေးမျိုးနဲ့ဒီကနေ့မပြည့်စုံပါဘူးလားပြည့်စုံပါပါပြည့်စုံတာလည်းတော်တရားတော်ကောင်းနေရသူကောင်းနေရအောင်ကြောင်းပြဆိုတဲ့အတိုင်းပဲညီညီညွတ်ညွတ်နဲ့ဒီလိုကောင်းပြီးသွားရအခါကျတော့ကုသိုလ်ရသူတော်ကောင်းတို့ရဲ့အတန်တမ်းမှာသရတရားရဲ့အယိတ်ခံထားလိုက်တဲ့အခါကျတော့ဒါနကုသိုလ်လေးလည်းမအောင်မြင်ဘူးလားသီလကုသိုလ်လေးလည်းမအောင်မြင်ဘူးလားမြင်ပါဘူးဗျာတရားနာကြ ောင်မြင်ဘူးလားအာရင်ပါလေလို့ဦးဇင်းရဲ့သူတော်ကောင်းတွေကအလောကီချမ်းသာလောကုတ္တရာချမ်းသာတွေတို့ပါကြောင့်ဖြစ်တဲ့ကုသိုလ်တရားတွေကိုတို့ပြုလုပ်လို့အောင်မြင်ပါလေလို့ဦးဇင်းရဲ့သူတော်ကောင်းတွေအာဝံသူရမယ်နေတဲ့ဒါသူရမှာလည်းအာမင်ပါလေဦးဇင်းရဲ့သူတော်ကောင်းတွေကညီညီညွတ်ညွတ်နဲ့ကျင့်ပါပြုလုပ်လိုက်လို့အောင်မြင်သွားတဲ့အခါကျတော့ဒီကုသိုလ်တရားတွေပြုလုပ်အောင်မြင်သွားရင် ေဗျမိမိတို့အတွက်အကျိုးများတဲ့အောင်မြင်ခြင်းမှာလို့ဦးဇင်းအနေနဲ့ဒါဦးဇင်းသူတော်ကောင်းတို့ရဲ့အပေါ်မှာဝမ်းမြောက်မှုမော်ဒါလို့ဆိုဆိုနိုင်ရန်အမှုမောဒနာလေးပြုရပါတော့။အဲကြောင့်ဒီရဲ့သူတော်ကောင်းတွေပြုစုခြင်းများကုသိုလ်ကောင်းမှုတို့ဤတို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကိုလည်းပဲအဲတစ်သက်တရားကနေပြီးတော့ကစံတင်ငန်းဆောင်ဖြစ်ပြည့်စုံပြီးတော့ဒီလူတိုင်းပြီးတော့မလဲတဲ့သာသနာပြုွက်များဦးလား။ ရဲ့သာသနာပြုခွင့်လည်းရတယ်။ဒါကြောင့်သာသနာကိုတောင်းချခွင့်ရတယ်၊ကြီးညိုခွင့်ရတယ်၊ပူဇော်ခွင့်ရတယ်ဆိုတော့သူတော်ကောင်းတို့ဒီတဲ့ဘုံကံဒီမာလို့တဲ့။ဘာဒီမာလို့လဲ။ဘုံကံဒီမာလို့။ရဲ့ဘုံကံဒီမာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်